Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ပါကစ္စတန်ကလာဟိုမြို့မှာနိုင်ငံရဲ့ပထမအဆုံး Apple Reseller Store ကိုဖွင့်လှစ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပါကစ္စတန်နိုင်ငံလာဟိုမြို့အခြေစိုက် Smart Gadget ထုတ်လုပ်သူဖြစ်တဲ့ Airlink Communication ကတော့လာဟိုမြို့မှာနိုင်ငံရဲ့ပထမအဆုံး Apple Authorized Reseller Store ကိုဒီနှစ်အတွင်းဖွင့်လှစ်သွားမှာဖြစ်တယ်လို့ဒီသတင်းတစ်ပတ်အတွင်းမှာပြောကြားခဲ့ပါတယ် Airlink ရဲ့အဆိုအရတော့ Airlink က2025ခုနှစ်ကုန်ပိုင်းမှာ လာဟုံးမြို့ဒေါ်မန်မောမှာနိုင်ငံရဲ့ပထမအဦးဆုံး Apple လက်လီအယောင်ဆိုင်ကိုရှောင်းမီလက်လီအယောင်ဆိုင်နဲ့အတူဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့ Top Line Security က X မှာမျှဝေခဲ့ပါတယ်။ Apple ကအဆိုပါဆိုင်ဟာ Apple ပိုင်ဆိုင်နဲ့လက်လီအယောင်ဆိုင်မဟုတ်ပဲ Airlink Communication ကစီမံခန့်ခွဲတဲ့ Apple Authorized Reseller Store ဖြစ်တယ်လို့လည်းရှင်းလင်းပြောကြားခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်မှုကတော့ Apple က iPhone 17ကိုမိတ်ဆက်ပြီးတရင်တစ်ပတ်အနည်းငယ်အကြာမှာဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ Airline Communication ကတော့ဒီမဟာဗျူဟာမြောက်ရွေးချယ်မှုက Apple ထုတ်ကုန်တွေရဲ့ရောင်းချမှုအခွင့်အလမ်းကိုတိုးချဲ့ဖို့ရည်ရွယ်ပါတယ်။ဒါကအသုံးစွဲသူတွေကို iPhone, iPad, MacBook, Apple Watch နဲ့ accessory တွေအပါအဝင် Apple ထုတ်ကုန်အမျိုးမျိုးကိုအလွယ်တကူရရှိစေနိုင်မှာပါလို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။